မိဘစကားနာထောင်ပြီးတိတ်ချင်ရတဲ့ချစ်သူကိုလမ်းခွဲခဲ့တဲ့နေတို့ရန်ကုန်စယ်လီမျိုးပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်နေတို့ကလက်ရှိချိန်မှာအောင်မြင်ကျော်ကြားဆုံးမင်းသားတလက်ပါရုပ်ရှင်တကားတကားရိုက်ကူးရင်ဆိုရင်လေတိတ်ထောင်ကြီးဝင်ဝင်ရရှိနေတဲ့အောင်မြင်တဲ့အမှုပညာရှင်တအုပ်ဖြစ်ပါတယ်နေတို့ကကာရိုက်တာမျိုးစုံကိုပိုင်းနိုင်ကျွမ်းကျင်တာကြောင့်အမှုပညာမှဝင်စားသူလို့ပြောနေကြတာဖြစ်ပြီးအဆိုတယုံဆောင်ပြန်ဆန်ဟာတာ ဒရမ်မာအကုန်လုံးကိုပိုင်ပိုင်နိုင်နိုင်နဲ့လုပ်နိုင်တာကြောင့်ဒီခေတ်ဒီကာလမှာနေတိုးကိုမှီနိုင်တဲ့တရုတ်ဆောင်ဆိုတာမရှိသလောက် ရှားပါတယ်နေတိုးကလက်ရှိချိန်မှာတော့မြင့်မြတ်နဲ့ပိုင်ရုပ်ရှင်ရိုက်ကူးရေးတွေကိုရိုက်ကူးခွင့်ရရှိနေတာဖြစ်ပါတယ်2024ခုနှစ်မှာဆိုရင်လည်းနေတိုးနဲ့မြင့်မြတ်တို့ရဲ့ရုပ်ရှင်ဇာတ်ကားတွေများစွာကသာယုံတင်ခဲ့တာဖြစ်ပါတယ်နေတိုးကတော့ဆယ်စုနှစ်အကြာမှအကယ်ဒမီတစ်ခုကိုလည်းပိုင်ဆိုင်ခဲ့ပါသေးတယ်လက်ရှိချိန်မှာနေတိုးကအကယ်ဒမီစု၄စုကိုပိုင်ဆိုင်ခဲ့တာဖြစ်ပြီးနောက်ဆုံးရရှိခဲ့တဲ့အကယ်ဒမီစုကိုတော့2024ခုနှစ်အတွက်နှောင်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ောင်းဆုံးမျိုးသားဆက်ဆံစုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။နေတို့နဲ့ပတ်သက်ရဲ့နုပညာတိုင်ဝိုင်ကော်ပိုရိတ်သက်တွေကပါအားကြလေးစားရပါတယ်။အကြောင်းကတော့နေတို့ကအေးအေးဆေးဆေးနေတတ်တဲ့သူတယောက်ဖြစ်ပြီးတတီဂျီဂျီရှိတာ ဖြစ်ခါအနုပညာရှင်အချင်းချင်းတွေပေါ်မှာလေးစားသလိုနုပညာလုပ်ပေါ်မှာလည်းလေးစားတယ်။အလုံးလုံးလို့ရှိရင်တတီကြကြတတီတတ်တတ်နဲ့လှုပ်တတာဖြစ်တဲ့အတွက်အနီးဆိုးကိုဆိုလို့ရှိရင်အနုပညာရှင်အချင်းချင်းကတော့ respect ထားနေရတဲ့အစ်စ်မဲဖြစ်ပါတယ်။နေတို့ရဲ့စိတ်နေစိတ်ထားကိုမေးမြန်းတဲ့အခါမှာဆိုရင်လည်းအမြဲတမ်းသူကစိတ်နှလုံးသားကောင်းနေတပတ်လူပေါ်မှာကူညီခြင်း စိမ့်ရှိတယ်အေးအေးဆေးဆေးနေတတ်တယ်ဆိုတဲ့သတင်းတွေပဲပြန့်နှံ့နေတာပါဒီလိုအများကနေလေးစားချက်ခင်ရတဲ့ညတိုးကလွန်ခဲ့တဲ့ရက်တွေကတော့ချစ်သူကာမာလေးနဲ့တွန်းရိုက်ထားတဲ့တပ်ပုံတွေပြန်လည်တက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီချစ်သူကာမာလေးဆိုတာကလည်းလက်ရှိချစ်စနီးမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြိုင်ခင်ရတဲ့ချစ်သူဟောင်းရဲ့တပ်ပုံပဲဖြစ်ပါတယ်ပန်းပန်ဆိုတဲ့လီစုမော်ဒန်မင်းသမီးလေးတယောက်နဲ့ကြိုင်နေတဲ့ပုံတွေကဆိုရှယ်မီဒီယာမှာတဖန်ပြန်လည်လို့ပြန့်နေလာတာပဲဖြစ်ပါတယ် ဘသူကအစပြုပြီးတင်လိုက်မှမသိတဲ့အဲ့ဒီပုံတွေကလက်တလုံးမှာဆိုရှယ်မီဒီယာမှာပြန့်နှံ့လာခဲ့ပြီးနီတိုးနေသူကလွန်ခဲ့တဲ့နှစ်များစွာကလေးကအရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးကအရန်ကိုချစ်ကြတဲ့ချစ်သူတွေပါဒါပေမဲ့နီတိုးရဲ့မိခင်ကရခိုင်လူမျိုးချင်းတူတဲ့သူနဲ့ပဲပေးစားကြတာဖြစ်တဲ့အတွက်နီတိုးကမိဘစကားကိုနားထောင်ပြီးချစ်သူကိုလမ်းခွဲခဲ့ရတယ်ဆိုတဲ့စကားတွေအများစွာထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတပုံကိုမြင်တွေ့နေရတဲ့သူတွေတိုင်းကလည်းစိတ်မကောင်းနေကြတာပါ။တကယ်ဆိုရင်နီတိုးနဲ့သူ့ရဲ့ချစ်သူကတယောက်ကိုတယောက်အရန်ကိုချစ်ခဲ့ ဲကြတာတွဲခဲ့ကြတာလည်းနှစ်ရှည်လာများရှိနေခဲ့ပြီးဒါပေမဲ့မိဘစကားကိုနားထောင်တဲ့လိန်မာတဲ့နေတို့ကတော့မမအပွိုင်းလေးလုပ်ပြီးတော့ချစ်သူကိုဆွလွတ်ပြီးရခိုင်လူမျိုးချင်းတူတဲ့သူကိုလက်ထပ်သွားတာပါဆိုပြီးရေးသားထားတာတွေကိုတွင်ရပါတယ်။နေတို့ပင်ဆိုစေကမှုလက်ရှိအချိန်မှာတော့နေတို့ကသူရဲ့ချင်းရတဲ့ဇနီးသားလေးနဲ့တူအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေတာဖြစ်ပြီးအမှုပညာလောကမှာလည်းအောင်မြင်နေတဲ့သူတယောက်ဖြစ်ကအရာရာဟာပြီးပြည့်စုံနေတာပဲဖြစ်ပါတယ်။နေတို့နဲ့သူသူရဲ့ချစ်စနီးနဲ့သားလေးကလည်းလက်ရှိအချိန်မှာကြောင်ညာတွေကိုလက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ အမှုပညာလုပ်တွေကိုမိသားစုလိုက်လုပ်နေတာဖြစ်ပြီးသူ့ရဲ့ခြေစနီးလေးကိုလည်းစံရုပ်ရှင်ရိုက်ကူးရေးထက်ဆိုင်ရင်ကြော်ညာရီရိုက်ကူးဖို့အတွက်ကိုနေတိုးကိုယ်တိုင်တင်ပြပေးနေကြတာပဲဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအခုလိုမျိုးမိဘစကားနားထောင်ပြီးချစ်သူကိုဆွံ့နှွမ်းလိုက်ရတဲ့နေတို့ပေါ်ဘယ်လိုရီထင်မြင်တုံ့သက်ချင်လဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်